ားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်သတင်းချန်နယ်မှာပြလဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းလေးကတော့မြန်မာတွေကသမိုင်းအမှားတွေနဲ့ကြီးပြင်းခဲ့ကြတာကိုဆိုလာတဲ့အဘသာမင်းအုပ်စိုးပြောနေရုပ်သံမျိုးဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒွမ်မာဘာသာမင်းအုပ်စိုးကအဲ့ဒီကြောင့်နဲ့ဘာတပီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ေးဖွားကြည့်ပြီးလူလားမြောက်လာကြရတဲ့နိုင်ငံသားအတော်များများဟာရာဇဝင်အမားတမိုင်းအမားဂျန်နာယီအမားအဖြစ်ပြက်အမားအမားတွေအမားတွေအမားတွေကြားထဲမှာပဲလူလားမြောက်လာကြရတာပါကျွန်တော်တို့ကိုယ်တိုင်လည်းအမားတွေကြားထဲမှာအနေကြလာတဲ့အခါကျတော့တချို့အမားတွေကို အမှန်လို့တော့ထင်နေကြပါတယ် အမှားတွေနဲ့ယင်ပါလာကြတယ်အမှားအများစုနဲ့ယင်ပါလာကြတဲ့နိုင်ငံသားတွေဖြစ်နေလေတော့လက်ရှိအခြေအနေမှာကျွန်တော်တို့ရဲ့တိုင်းပြည်ကြီးကလည်းအမှားတွေရဲ့ဒဏ်ကိုခံရရတာပါပဲကျွန်တော်တို့ငယ်တည်းကသင်ကြားခဲ့ရတယ်သင်ခန်းစာတွေထဲမှာလည်းအမှားတွေရှိပါတယ်ကြားခဲ့ရဘူးတဲ့တမိုင်းတွေထဲမှာလည်းအမှားတွေရှိပါတယ်ဖတ်ခဲ့ရဘူးတဲ့ဒဏ္ဍာရီတွေထဲမှာလည်းအမှားတွေရှိပါတယ်ပြောရမယ်ဆိုရင်တော့အမှားတွေအများကြီးပါအဲ့ဒီအမှားတွေထဲမှာသကပုံအမှားလေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်ဒီနေ့ရဲ့ကောင်းတဲ့လေး ကျွန်တော်တို့ငငယ်တဲ့ကကြားခဲ့မှုတဲ့စကားပုံလေးရှိပါတယ်။ကြိုးစားရင်ဖရားတော်ဖြစ်တယ်။အဲ့ဒီစကားပုံလေးကြောင့်ပဲအမ်းမြမဒုက္ခရောက်ခဲ့ရတဲ့လူငယ်တွေဥတီချက်ပြတ်သွားခဲ့ရတဲ့လူငယ်တွေယုံကြည်ချက်ပြတ်သွားခဲ့ရတဲ့လူငယ်တွေအများကြီးရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့စကားပုံကဆိုထားတာပေါ့။ကြိုးစားရင်ဖရားတော်ဖြစ်တယ်။အဲ့ဒီတော့လူငယ်တွေကဖြစ်ချင်စိတ်နဲ့ကြိုးစားကြတယ်။ဟာကြိုးစားရင်ဖြစ်မှာပဲဆိုပြီးတော့အားထည့်ကြတယ်။ကြိုးစားကြည့်တယ်အားထည့်ကြည့်တယ်မဖြစ်လား မဖြစ်လာတဲ့ရင်ဟာကွာငါညံ့လို့ဟာကွာငါအတုံးမကြလို့ဆိုတော့စိတ်ခံစားချက်ကြီးတွေနဲ့စိတ်တန်ရာတွေရကြပါတယ်တကယ်ကတော့ကြိုးစားရင်ဖျားဖြစ်ဖို့ဝေးလို့ကို့မှာအရေးချင်းမရှိရင်ဘလောက်ပဲကြိုးစားကြိုးစားရက်ွက်စီရေးတော့မှမဖြစ်နိုင်ပါဘူးလောကကြီးထဲမှာလူတွေအားလုံးဟာဖြစ်နိုင်စွမ်းတွေကိုစီပါထားပြီးသားပါလူတိုင်းကတော့ဖြစ်ချင်စိတ်တွေရှိကြပါတယ်အမြင့်ဆုံးကိုရောက်ချင်ပါတယ်အိမ်မအကြီးကြီးတွေကိုထုစစ်ပိုင်ခွင့်ရကြပါတယ်ဖြစ်ချင်တာတွေကအများကြီးရှိပါတယ် ဒါပေမဲ့ဖြစ်ချင်တာတွေကိုလုံနိုင်တဲ့အရေးချင်းလုံနိုင်တဲ့ကိုယ်ရည်ကိုယ်သွေးကို့မှာရှိသလားဆိုတာကိုစမ်းစစ်ကြည့်တဲ့လူငယ်ကအင်မတန်နည်းပါတယ်ဖြစ်ချင်တယ်ဟာဖြစ်ချင်ချက်ပဲကွာကြိုးစားရင်ဖះအောင်ဖြစ်သေးတာပဲဆက်ကမုံရှိတယ်ကွာတီးမယ်ကွာဆိုကြိုးစားရတယ်ဘယ်ဖြစ်မလဲဗျာမွေးတယ်ကချီရောလက်ရောမပါတဲ့လူတယောက်ကဘောလီဘောချန်ပီယံဖြစ်ချင်ပါတယ်ဘတ်စကတ်ဘောချန်ပီယံဖြစ်ချင်ပါတယ်ဆိုပြီးကြိုးစားဖះဖြစ်မလဲဒါကကျွန်တော်ကမတန်ဆွမ်းတွေကိုနှိမ်တာမဟုတ်ပါဘူးလောကကြီးမှာကို့မှာဘာရှိလဲကို့မှာရှိတဲ့အရာနဲ့ ငါဘာလုပ်နိုင်လဲငါဘာလုပ်ရင်ရနိုင်မလဲငါဘယ်လောက်ထိလုပ်နိုင်မလဲအဲ့ဒါကိုသိဖို့လိုပါတယ်အဲ့ဒါကိုအသေးချာမသိဘဲနဲ့ဟာကျိုးသားရင်ဖရအောင်ဖြစ်တာပဲကွာဆိုတဲ့ဇကဘုံအမှားကြီးဟာကျွန်တော်ငငယ်တဲကနေနားရီဝလာတဲ့အခါကျတော့လူငယ်တွေအားလုံးကကျွန်တော်ကိုယ်တိုင်ပါဝင်ငယ်ဘဝမှာကိုဖြစ်ချင်တာတွေကိုပဲဇုတ်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းကြည့်ကြတယ်မဖြစ်ဘူးမဖြစ်လိုက်ဘာဖြစ်လဲငါကြမ်းလို့ကွာငါတော့မကြလို့ကွာကိုကိုကိုပုံချလိုက်ကြတယ်အဲ့တော့မြန်မာပြည်မှာစိတ်တန်ရာရခဲ့ကြတယ်လူငယ်တွေအများကြီးရှိပါတယ်ဒီတော့ပြကျွန်တော်လူငယ်တွေကိုပြောချင်တာက စူးစမ်းရင်ဖះရောင်ဖြစ်တယ်ဆိုတဲ့ဇကပုံကြီးအဲ့ဒီဇကားကြီးကိုမယုံကြည်ပါနဲ့ကိုဘာဖြစ်ချင်တယ်ဟုတ်ပြီကိုဖြစ်ချင်တာနဲ့ကို့မှာရှိနေတာနဲ့အဝင်ခွင့်ကြရဲ့လားကိုကဗမာပြည်မှာမွေးပြီးတော့အမေရိကန်သမ္မတဖြစ်ချင်လို့တော့မရဘူးခင်ဗျအဲ့တော့ကိုဘာဖြစ်ချင်တာလဲငါဖြစ်ချင်တာတွေကိုလုံနိုင်တဲ့အရေးချင်းအရေးသွေးငါမှာရှိရဲ့လားအဲ့ဒါကိုရင်စမ်းသစ်ကြည့်ပါအဲ့ဒီတော့ကိုဖြစ်ချင်တာတဲ့စာရင်ကိုဘာလုံနိုင်တာလဲဆိုတော့အရင်တွေးပါကိုလုံနိုင်တာကိုကိုသိပြီဆိုရင်လုံကြည့်ပါစူးစမ်းကြည့်ပါအဲ့ဒါဆိုရင်တော့အောင်မြင်နိုင်စွမ်းရှိတာပါလိမ့်မယ်ကျွန်တော်မေ့လို့ဆို We'll be right back.